အားလုံးပဲမင်္ဂလာပါရှင်ဝင်းစာဟော့ကွကီ channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်အခုကတော့အိမ်မှာအလဲတကူချက်စားလို့ရတဲ့ဘိတ်ကြိုက်ကြိုက်ဂျော်နီလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒါကတော့ပါဝင်ပစ္စည်းတွေပေါ့နော်ကင်းမှုရဲ့ပဲပင်ပေါက်ရဲ့ပြီးတော့ကြိုက်ကြိုက်အချောက်ဖက်အစိုးဝယ်လို့ရရင်အဆင်ပြေတယ်ပေါ့နော် အမ်ကင်းမှုရဲ့ကျွတ်နေကိုအမထူမပါလှီထားတာရဲ့ပြီးတော့ကျွတ်ဖြူကိုကြာတော့အထုထားတယ်ပေါ့နော်အခွန်လေးနဲ့ဆိုရင်တော့ပုံမွေးပါတယ်နော်ပြီးတော့ကတ်ကြည့်ကြိုက်အမ်ပါဝင်ပစ္စည်းပါညာတာတကာလေးပေါ့ရှင်ဒါလေးလေးပါရှင်ပထမဆုံးရေကိုစုအောင်ထားပြီးလို့ရှိရင်ကတ်ကြည့်ကြိုက်အချောက်ဖက်ကိုထည့်မှာပေါ့နော်ပြီးတော့အဲအဲ့ဒါကိုစုပြီးတော့ဆယ်မယ်ဆယ်ပြီးလို့ရှိရင် ဒီစကားလေးနဲ့စစ်ပြီးတော့အဖက်လေးကိုယူမယ်ပေါ့နော်ဒါကကြတော့အအဆိုးမရှိရခါကြရင်တော့အဲ့လိုတကူအချောက်လေးဝယ်ပြီးတော့ပြုတ်လိုက်တယ်ပေါ့နော်ဈေးမှာတွေ့တဲ့ဟာလေးကိုယူလိုက်ဝယ်ခဲ့ပါတယ်ရှင်ဆူမဲဆူမဲဆူပြီးလို့ရှိရင်ဆဲမယ်အဲ့လိုဆဲပြီးတော့ခါကြရင်လေအဲ့လိုအရင်ဆုံးရေလေးနဲ့အလုပ်ပေါ့နော်အဲတခါတလေကြလို့ရှိရင်အဲ့လိုမျိုးကိုကအချောက်ကိုမှပြန်ပြုတ်တဲ့လူတွေအတွက်ဆိုရင်တော့ အဲ့လိုမျိုးပေါ့စကားတဲကိုစစ်ပြီးလို့ရှိရင်အဲ့လိုစီလေးနဲ့ပြန်ပြီးတော့နည်းဖွာပြီးလိုက်တော့ပေါ့နော်မဟုတ်ရင်ကတ်နေတတ်တာမျိုးတွေရှိတယ်အခါကျရင်ကြော်တဲ့ခါကျရင်အတုံးလိုက်အတက်လိုက်မျိုးဖြစ်နေတတ်တယ်အဲဒါကြောင့်မို့အမျိုးဆဲပြီးလို့ရှိရင်အဲ့လိုမျိုးစီလေးနဲ့ထထားလိုက်ရင်တော့အဲ့လိုပို့ပြီးတော့စားကောင်းတယ်ပေါ့နော်အာဟျူဆူပြီးတော့အဲ့လိုလောက်ပါတယ်ရှင့် ဒါကကြတော့ရေစစ်ပြီးသားပေါ့နော်အဲ့လိုချင်းလေးထဲမှာဆယ်ပြီးတော့စီလေးနဲ့ပြန်လုပ်ထားတာဖြစ်ပါတယ်ကျေးဇူးတော်ပါလို့ရှိရင်စီထည့်ပါမယ်ရေလေးလေးနည်းနည်းကြံ့သွားတယ်ရှင့်ပြီးတော့ပုံမှန်ဆိုရင်တော့ဒီဟာကလေအလို side လေးမှာကျတော့ C ဝနေတဲ့အဲ့လို D ဦးအပြားကြီးလေးနဲ့ကြော်တယ်ပေါ့နော်အဲ့လို C ကဒီအိမ်မှာချက်တဲ့ဟင်းဦးလေးဆိုတော့လေအဲ့လို C နည်းနည်းမြများထဲမှာအဆင်ပြေတယ်မဟုတ်လို့ရှိရင်အဲ့လို D ဦးမှာအရန်ကတ်နေတတ်တယ်အော်ချက်ချောက်လေးတော့ကြိုက်တယ်ပေါ့နော်အဲ့လိုကက်ကြီးကြိုက်ကြော်တယ်ချက်ချောက်လေးကိုပိုကြိုက်တယ်ဒါပေမဲ့ဒီအိုးကနည်းနည်းကက်တော့စီပိုထဲတာပေါ့နော်အဲစွတ်တော်နေနဲ့စွတ်တော်ဖြူကိုထဲပါမယ် အဲကျွတ်သွန်ဖြူကကြတော့အခွန်မခွာပဲနဲ့ထုထားတာပို့ပြီးတော့မှုေးပြီးတော့စားကောင်းပါတယ်เนาะဘလို့အခွန်မကြိုက်တဲ့လူတွေဆိုရင်တော့ကျွတ်သွန်ဖြူလေးကိုအခွန်ခွာပြီးထုလို့ရပါတယ်အဲနောက်အနံ့လေးထွက်ပြီးမှုေးသွားအောင်အရင်ဆုံးမှုေးပါမယ် အရန်လဲမစိမ့်တလို့အလိုမျိုးအရန်လဲမနှောင်းအောင်ပေါ့နော်အဲ့လိုအနေထားမျိုးလေးပေါ့ဖြောင်းလို့ရမှာပါရှင်ဒါတော့ရတဲ့အနေထားလေးပေါ့နော်ပြီးလို့ရှိရင်ကင်းမှုလေးထည့်ပါမယ် အဲ့ဒီကင်းမှုနေရာမှာအလိုကိုကြိုက်တဲ့ဟာလေးထည့်လို့ရတယ်ဗောနော်ပဇွန်အစိုးလို့ပဇွန်ချောက်လို့အဲ့ဒီကင်းမှုချောက်လို့ရတယ်တချို့ဆိုရင်ဒီဘေးကားလို့လေဆိုရင်အလိုအသွေးလေးလေးကိုပပလှီပြီးထည့်ထားတာမျိုးလေးလုပ်တယ်တချို့ကျတော့ဝက်ဥချောင်းလေးလေးလုပ်တယ်အသားလုံးလေးလေးဗောနော်အဲ့လိုမျိုးလေးလေးထည့်ပြီးတော့အလိုအစင်ပြီးသူစားကြတယ်ဗောနော်အကြက်သားဝက်သားအစုံရတယ်ဒါပေမဲ့ဒီတစ်ခါကတော့ကင်းမှုလေးနဲ့ကြော်ပါမယ် ကင်းမုန်လေးကတော့နည်းနည်းကြော်လိုက်အရည်လေးလေးထွက်တတ်တာပေါ့နော်အဲ့ဒါနည်းနည်းလေးခက်ခန်းလေးဖြစ်အောင်ကြော်ပါမယ်ပြီးတော့ငရုတ်သီးကိုအဲ့လိုမျိုးအကြံဘက်ကိုရေ စိမ်ထားတဲ့ဟာလေးကိုထည့်မယ်ပေါ့နော်ကိုစားတဲ့လောက်အဆက်ကိုလိုတဲ့လောက်လေးထည့်ပါမယ်ဝင်းစာကကြတော့အဲ့လိုနည်းနည်းဆက်ဆက်လေးလေးကြိုက်တယ်အာဆိုတော့ဆက်ဆက်လေးထည့်တာပေါ့နော် ပြီးလို့ရှိရင်အလီကြိုက်ကြိုက်အဖက်လေးတွေကိုထည့်ပါမယ်နည်းနည်းလေးလုံးချင်နေတယ်အဲအဲ့လိုလေးထည့်မယ် ပြီးတော့ပဲစီလေးထည့်မယ်အဲ့လိုကိုထားချင်တဲ့အရွယ်အအရွယ်အမျိုးပေါ့အယောင်လေးပေါ့နော်အဲ့တော့တချို့ကျတော့ဖြူဖြူကြိုက်ရင်လည်းဖြူဖြူကြိုက်မယ်ဒါပေမဲ့ဝင်းစားရကျတော့အမျိုးပဲစီလေးကိုနည်းနည်းမဲမဲလေးထည့်ပြီးတော့စားတာမျိုးကြိုက်တယ်ရှင့်ပြီးတော့အချိုမုတ်ရယ်စားရယ်အဲ့လိုအပေါ့အငံကတော့ကိုယ်တဘောပေါ့နော်ကိုကြိုက်တယ်လို့ထည့်လို့ရပါလေရှင့် ဒီဘိဘက်ချမ်းလေးမှာဆိုရင်အဲ့လိုပအုပ်ရည်တွေရှိတယ်လေအဲ့လိုပအုပ်ရည်လိုမျိုးဆိုချစ်ချင်းစားသမားလူတွေဆိုအဲ့လိုမျိုးထည့်စားကြတာမျိုးရှိတယ်အခုကကျတော့ပအုပ်ရည်ကမရှိနေတော့မထည့်လိုက်ဖြစ်ဘူးပေါ့နော်အဲ့ဒါကိုတမအောင်မှုပါမယ်ရှင် ခုတောင်မှအဲ့လိုမျိုးနည်းနည်းဒေအိုးလေးကကတ်ချင်တယ်ဒါတော့မှစီ အများကြီးထည့်ထားရတယ်ပေါ့နော်အမှန်ဆိုရင်တော့စီအဲ့လိုမျိုးများတော့မကြိုက်ဘူးဒါပေမဲ့ဒေအိုးအချိန်နေကြောက်အဲ့လိုစီနည်းနည်းများများနဲ့ကြော်လိုက်ရတာပေါ့နော်အခုတောင်မှအနေနဲ့ကတ်ချင်နေတော့အဲ့လိုဖြစ်နေတာပေါ့နော်ချက်ချောက်လေးလဲစားချင်တယ်ဒါပေမဲ့လည်းဒေအိုးအချိန်နေကြောက်နည်းနည်းဟိုဟာဖြစ်တာပေါ့ပြီးတော့နည်းနည်းနှံ့သွားပြီဆိုရင်အဲ့ဒီပဲပင်ပေါက်လေးလေးထည့်မယ်ပေါ့နော် ပဲပင်ပေါက်လေးတွေထည့်တယ်။အဲတချို့ကျတော့အဲ့လိုပဲပင်ပေါက်ကိုနွန်းနွန်းလေးလေးကြိုက်တာမျိုးဆိုရင်တော့နည်းနည်းကြကြကြော်ပြီးပေါ့နော်။ဒါပေမဲ့ဝင်းစာကကြတော့ပဲပင်ပေါက်ကိုအဲ့လိုမျိုးအဲ့လိုချက်သွားတာမျိုးမကြိုက်ဘူး။နည်းနည်းစိမ့်တူလိုမျိုးပေါ့။အဲ့လိုမျိုးကြိုက်တယ်။ဟုတ်တခါတည်းကြာရင်မျိုးကြော်ပြီးတာလောက်မှအဲ့ဒီပဲပဲပေါက်အစိမ်းကိုတိုင်းစားတာမျိုးလေးရှိရပါတော့။အဲ့တော့တိတ်အကြက်မခံချင်ဘူးပဲပဲပေါက်ကိုလေ။ပြီးတော့ကစုံရက်လေးလေးထည့်တယ်။ နှံ့အောင်မှွေပြီးဖြစ်ပါတယ်။အရင်မှွေတဲ့ရှက်အမှန်တော့ဒါပိတ်ရက်မှာကြော်တာပေါ့နော်။အဲအိမ်ကလူတွေလည်းစားခြင်းနဲ့ဆိုလို့ပူကြော်လိုက်တာဖြစ်ပါတယ်ရှင်။ဟိုအနံ့လေးလေးထွက်လာပြီဆိုတော့အိမ်မှာကအဲလူတွေကအနားမှာရောက်နေပြီစောက်နေပြီဘေးနားမှာ။ အဲ့ဒါအဲ့လိုမျိုးလေးကြော်တာဗောနော်အရသာရှိတဲ့ဘိတ်ကိုက်ကြီးကိုက်လေးရပါပြီဟစ်ချပြောဝတနာပါသူများ ဝင်းစာဟုတ် cookie channel လေးကို subscribe လုပ်ဖို့မမိပါနဲ့เนาะ